ရောက်ရှိတဲ့နေရာလေးကတော့မာဝရိညိုင်ဆရာတော်ဖျားကြီး1990-93ခုနှစ်၃နှစ်တိုင်တရားတရားကျင့်ကြံအထောက်ခဲ့တဲ့ဗောဓိမန္တန်ဆန်ကျောင်းရှိပါတယ်။ဆန်ကျောင်းကတော့အထက်မှာဒါကတော့ဗောဓိဗောဓိမန္တန်ဆရာတော်ဖျားကြီးရဲ့အမှတ်တရဒီဆန်ကျောင်းကြီးကိုရေရှည်တည်တံ့ခိုင်မြဲဖို့အတွက်ဒါဗောဓိညိုင်တော်ရဆရာတော်ဖျားကြီးကဆောင်ရွက်ရေရှည်တည်တံ့ခိုင်မြဲတော့ငုံပြီးတော့ ြတဲ့ဖြစ်ထားတာဖြစ်ပါတယ်ဒီ body မန်တိုင်းပြတဲ့ပေါ့တိဆောက်ရေးမှာခရီးသားမျိုးထူထမ်းလာရတယ်ကျွန်တော်ဆုလက်ပိုင်းမိသားစုကတော့ဒီမှာတိန့်တရာပါဝင်ထူထမ်းခွင့်ရခဲ့တဲ့ကုသိုလ်ထူလေးဖြစ်ပါတယ်ဆွေလပိုင်မိသားစုဝင်ဝန်ထမ်းတွေတရားဖြစ်ပူဇော် ပူဇော်ချိန်မှာဆရာတော်ဖျားရဲ့တရိယာတို့ဒီဆံကြောင်းလေးကိုလိုက်ပြတာဖြစ်ပါတယ်။ဗောဓိညေတောရဆရာတော်ဖျားရဲ့ဆရာရဲ့ဆရာတော်ဖျားရဲ့ဆရာတခင်ကျေးဇူးရှင်နေထိုင်ခဲ့တဲ့နေရာလေးတွေကိုနောက်တစ်ချိန်မှာတမိုင်းဝင်နေရာလေးဖြစ်တဲ့အတွက်ကြောင့်ဒါလေးကိုမှတ်တရပြည့်တိဆောက်ပေးထားတာဖြစ်ပါတယ်။လုံးလဲလောက်တောင်ရောက်ဒီဗောဓိမန္တန်ပြရတယ်ပေါ့ဆရာဖျားကြီးတုံးနေတဲ့တရားကျင့်ခဲ့တဲ့ဒီကျောင်းဆောင်လေးကိုလာရောက်ပြီးတော့လေ့လာပြီးတော့ ဆရာတော်ဖျားကြီးဆုံးမထားတဲ့တရားတွေကိုအသုံးချပြီးတော့နှလုံးလောက်ကျင့်ကြံကြဖို့တိုက်တွန်းနဲ့ညွှန်းချလိုက်ပါတယ်အားလုံးဗုဒ္ဓရဲ့တရားတော်မြတ်တွေကိုကျင့်ကြံအားထုတ်နိုင်တဲ့သူတော်ကောင်းများအစဉ်ဖြစ်ကြပါစေဓမ္မကိန်း၍အားလုံးစိတ်ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းကြပါစေကျေးဇူးတင်ပါတယ်